တရုတ်နိုင်ငံအနေနဲ့ဗိုလ်ကျမှုကို စန့်ကျင်ရမှာမြောက်ကိုရီးယားနဲ့ခိုင်ခိုင်မာမာပူးပေါင်းဆောင်ရွက်သွားလို့ကြောင်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီကအမေရိကန်ကိုစောင်းမရိတ်ချီရည်ညွှန်းပြီးပြောဆိုပါတယ်။နှစ်နိုင်ငံပြန်လည်ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေးကိုပေါ်ဆောင်တဲ့မြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်ရဲ့ရှာရှာပပခီးစဉ်ပြီးတရင်ပတ်အတန်းကြာမှာတရင်ကွေနေကမြောက်ကိုရီးယားနိုင်ငံသားရဲ့ဝန်ကြီးချိုဆွမ်ဟီနဲ့ဝမ်ယီတို့ဘေကျင်းမှာတွေ့ဆုံခဲ့ပါတယ်။ တရုတ်မြောက်ကိုရီးယားဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းပြီးခိုင်မာစွာတိုးတက်ကောင်းမွန်ရေးကတရုတ်အစိုးရရဲ့မေကွန်းထုတ်เสียမှာရှိတဲ့မဟာဗျူဟာမူဝါဒပဲဖြစ်ပါတယ်လို့ဝန်ကြီးကချိုးဆွန်ယူကိုပြောပါတယ်။နိုင်ငံတကာနဲ့ဒေသဆိုင်ရာအရေးအရာတွေမှာမြောက်ကိုရီးယားနဲ့ခိုင်မာစွာပူးပေါင်းဆောင်ရွက်ဖို့တရုတ်မှာဆန္ဒရှိတယ်။ ပို့ကြတဲ့ဝါရအားလုံးကိုစန့်ကျင်သွားဖို့နှုတ်ဦးနှစ်ဖက်အကျိုးစီးပွားနဲ့နိုင်ငံတကာတရားမျှတမှုတွေကို ကာကွယ်ဖို့ပူးပေါင်းသွားလိုပါတယ်လို့ဝန်ကြီးကပြောကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဲ့ဒီမှတ်ချက်ပြုပြောဆိုချက်တွေဟာစီးပွားရေးကဆလို့ပထဝီနိုင်ငံရေးအထူးကျယ်ပြန့်တဲ့နယ်ပယ်တွေမှာမကြသေးတဲ့နှစ်တွေအတွင်းတရုတ်အတွက်အဓိက ပြိုင်ဘက်ဖြစ်လာတဲ့အမေရိကန်ကိုရည်ညွှန်းဆိုထားတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကြောင့်တရုတ်နဲ့ကြားဆက်ဆံရေးတင်းမာတဲ့ကာလတွေရှိခဲ့ပေမဲ့အိန္ဒိချင်းနှစ်နိုင်ငံကရင်းနှီးတဲ့ဆက်ဆံရေးကိုတော့ဆက်လက်ထိန်းသိမ်းထားပါတယ်လောကောမီဒီယာလေးဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။